စကိုင်းတိုင်းစကိုင်းမြို့မင်းလန်းရက်ကွက်ကစစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူစစ်တွေဟာငလျင်အတွက်လူဒန်းထားတဲ့ပစ္စည်းတွေကိုရက်ကွက်ကိုမပေးဘဲဖျက်ယူသိမ်းဆည်းထားတယ်လို့ဒေသခံတွေကပြောပါရယ်။မင်းလန်းရက်ကွက်ကိုလာလှူတဲ့သူတွေဟာရက်ကွက်အတွင်းကကြိုက်တဲ့နေရာလှူလို့မရပဲရက်ကွက်ရုံးကိုအရင်ပေးရတာဖြစ်ပြီးဒီမှပြန်ခွဲပေးတယ်လို့ဆိုပါရယ်။ငလျင်ဘေးဟာနှလားနေပါကြာမြင့်လာပေမဲ့ ငလင်တိရက်ွက်နေသူတွေဟာယာယီတဲတွေနဲ့နေထိုင်နေကြရပြီးငလင်ကူပစ္စည်းတွေနဲ့စားတောက်နေထိုင်ရကအစအလူရှင်တွေကိုအကူနေရဆဲဖြစ်တယ်လို့မင်းလာရက်ွက်အတွင်းနေထိုင်သူကပြောပါတယ်။ကိုကြီးထောက်ပတ်ရင်းနဲ့ပြည်လဲတိဆောက်ရဲ့အတွက်ရက်ွက်ယုံတွေကတာမြင့်တာတွေရက်ွက်ယုံရမငွေတောင်းတာတွေရှိသလိုပြည်သူစစ်တွေကငလင်တိပြည်သူတွေကိုပြောဆိုရိုက်နှက်တာမျိုးတွေတောင်မြင်ခဲ့ရတယ်လို့ကိုကြီးထောက်ပတ်ရဲ့အဖွဲ့ဝင်တယောက်ကပြောပါတယ်ရှင်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တဲကကျေးရွာနေရွာကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတက်ခိုက်ခဲ့တယ်လို့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကပြောပါတယ်။တနင်္သာရီမြို့နယ်ဗလမွတ်ကျေးရွာအုပ်စုထဲကအလဲပိုင်းကျေးရွာကိုစစ်ကောင်စီကနေပြည်တော်ကနေစစ်ကြောင်းထိုးတဲ့အတွက်ဒေသခံတွေထပ်ပြေးတိတ်ရှောင်ခဲ့ရပြီးဒေသခံတွေကျေးရွာတွေကိုပြန်ဝင်တဲ့မေလ21ရက်မနက်9:00နာရီမှာစစ်ကောင်စီကဒရုန်းနဲ့ပုံသီးနှစ်ကြိမ်ကျဲသွားတယ်လို့ဒေသခံမျိုးသမီးတယောက်ကပြောပါတယ်။ ဒီနေ့တည်းမှာပဲလက်သိကျေးရွာရဲ့အရှိကံကိုစစ်ကောင်စီကဒရုန်းနဲ့ပုံသေးချတိုက်ခိုက်သွားပြီးဒေသခံတွေတော့ထိခိုက်မှုမရှိခဲ့ဘူးလို့မြေခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းနှင့်ရဲ့ပြန်ကြားရေးတောင်ခံတဦးကပြောရတယ်။အဆိုပါလက်သိကျေးရွာအရှိကံမှာအင်ဂျီပေါင်း200နီးပါးရှိပြီးတော့တိုက်ပွဲတွေကြောင့်ရွာကံပြည်သူတွေအကုန်ထပ်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းသိရပါတယ်ရှင်။ KNP ပြည်ထောင်ပါတီကဖက်စီထားတဲ့ပရဒေါင်းစေမျိုးစုကောင်းဆောင်တွေပြန်လည်လွတ်မြောက်လာပါတယ်ခွန်ဆုံးပေးပို့ထားပါတယ်ရှင်ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်တိကျိတ်ကျွာကမြင်းမထီတောင်မှာကရန်ပြည်တိပါတီဥက္ကရာပိုင်ဆိုင်တဲ့လေးပွင့်ကျဲကုမ္ပဏီနဲ့မစ္စတာဝမ်တရုတ်ကုမ္ပဏီတို့ပူးပေါင်းပြီးအကြီးစားတက်တူတူပေါ်နေတာကိုဌာနေတိုင်းရင်းသားဖြစ်တဲ့ပရာဒေါင်းဆွေမျိုးစုတွေကရက်ဆိုင်ပြေးဖို့ကန့်ကွက်နေကြပါတယ်။ အဲ့လိုတတုတူဖော်လာကိုကန့်ကွက်နေကြတဲ့ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်၄ဦးကို KM ပြည်သက်ပါတီကမေလ16ရက်နေ့မှာဖမ်းဆီးခဲ့ပြီးမေလ20ရက်နေ့မွန်လွယ်ပိုင်းမှာပြန်လွတ်ပေးခဲ့တာဖြစ်တယ်လို့လွမြောက်လာသူတွေကဆိုပါတယ်။ဆာဖမ်းဆီးခဲ့တဲ့ကကျွန်တော်တို့လက်လက်ထိုင်နေမှာလက်ထိုင်နေခါပြီးမှခေါ်ဆောင်သွားတယ်။ပြချက်မှဒီအာရရှိချင်းနေမှာဆိုတော့ချက်ပေါက်တဲ့နစလီနိုင်ရင်တော့ ချက်ပေါက်သေးပါလားသူတို့ထိန်းသိမ်းထားတော့ရှိတယ်ပေါ့နော်မြင်းမတိတောင်မှာတထုတူဖို့နေတာနဲ့ပတ်သက်ပြီးနှစ်ဖက်တဘောတူညီချက်တချို့ရှိခဲ့တာဆုံးဖြတ်ချက်ချနိုင်ဖို့ဒေတာကန်နေနဲ့ဒေတာကန်နေနဲ့ဆက်လက်တွဲဆုံဆွေးနွေးညှိနှိုင်းတော့မှာဖြစ်ပါတယ်ကရန်ဖြစ်တဲ့ပါတီနဲ့တထုတူဖို့ရေးကုံလီဟာဒီရကန်ပြည်လူလူတွေရဲ့တောင်းဆိုမှုကိုအတိမတ်ပြုဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်။ဟိုလီဗင်ချက်ကုမ္ပဏီနဲ့ပေါ့နော်။သူတို့ကတော့တတူ ဆက်ပြီးမှသူပေါ်ဖို့ဆိုရမျိုးလားသူတို့ဒီရဲ့ဆွေးနွေးစီဗီမော်လားဆွေးနွေးလားရှိလို့ဘောနာကျွန်တော်တို့ဖက်ကလည်းတပေါ်သာပြေးတယ်ရှိပါတယ်ဘောနာဆိုတော့အတိတ်ဖင်ဖြစ်ရတဲ့ပါလို့ပေးမလဲဆိုတော့ဒီခါစီမကိုင်းဆိုင်ရန်ပွင့်နေမိတာမျိုးလေလူတို့ချပြမယ်ဒီကြမှာလူတို့ရဲ့တောင်းဆိုချက်ကိုလိုက်လျောပေးမယ်အလုံးကိုထက်တွင်စဉ်းစားပေးပြီးမှဆောင်ရွက်သွားမယ်ဆိုတဲ့ချက်ကိုတော့သူတို့ကတော့အာပြောတာရှိတော့ဘောနာ မြင့်မတိတောင်မှာတက်ထုတူဖော်မှုကြောင့်တဘာဝပဝင်းကျင်တွေပျက်စီးနေတာရှိပြီးလွန်ခဲ့တဲ့နှစ်မိုးရင်းကရေကြီးတောင်ပြိုရာတွေဖြစ်ခဲ့လို့လူတေဆုံးတာတွေလည်းရှိခဲ့ပါတယ်။ဒါကြောင့်ဌာနေတိုင်းရင်းသားပြည်သူတွေဟာအကြီးစားတက်ထုတူဖော်တာကိုကန့်ကွက်နေကြတာဖြစ်ပြီးကရင်ပြည်တဲ့ပါတီနဲ့တက်ထုတူဖော်ရေးကုမ္ပဏီတို့ကဒေတာအကျိုးအတွက်ဆောင်ရွက်ပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းဘာလိုချီစတန်ပြည်နယ်ခုစတာခရိုင်မှာအသေးခံဘုံခွဲသမားကအကြောင်းကားတစည်းကိုပြစ်မှတ်ထားပြီးအသေးခံဘုံခွဲတိုက်ခိုက်မှုကြောင့်ကလေးလေးယောက်အပါဝင်လူ6ယောက်လောက်သေဆုံးခဲ့တယ်လို့ပါကစ္စတန်စတက်ကမေလ22ရက်နေ့မှာပြောကြားခဲ့ပါတယ်။ဘာလိုချီစတန်ပြည်နယ်ဝန်ကြီးချုပ်ကသတင်းစာရှင်းလင်းပွဲအတွင်းမှာဒီတိုက်ခိုက်မှုကိုတင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီးအပြစ်မဲ့အကြောင်းသားလေးတွေကိုပြစ်မှတ်ထားတာဟာအလိုနှိပ်ကြတဲ့ရန်သူရဲ့လှုပ်ရက်လို့လည်းဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဘတ်ဦးနေကတက်ခတ်မှုအတွင်ကလင်းငယ်လေးဦးဘတ်စကာမောင်းသူနဲ့သူလက်ထောက်တို့တည်ဆုံခဲ့ကြောင်းလဲဆိုပါတယ်။တည်ဆုံသူအေအတွက်ကိုတော့အစောပိုင်းက9ရောက်လို့ထုတ်ပြန်ခဲ့ပေမဲ့နောက်ပိုင်းမှာ6ရောက်ဖြစ်သွားပြီလို့ထပ်မံတည်ပြုထားပါတယ်။စစ်တပ်ကအုပ်ချုပ်နေတဲ့အကြောင်းကိုဥတီသွားနေတဲ့ဘတ်စကာပေါ်မှာကျောင်းသားအယောက်40လောက်လိုက်ပါခဲ့ကြကြောင်းနဲ့အများပြားထရာရရှိသွားခဲ့ကြကြောင်းအခင်းဖြစ်ပွားတဲ့နေရာကိုရောက်ရှိနေတဲ့ခုစတာခိုင်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ပါကစ္စတန်စစ်တပ်ရဲ့ဝန်ကြီးချုပ်ရှေဘက်ရှေကာအကြမ်းဖက်မှုကိုရှုတ်ချပြီးဒီတိုက်ခိုက်မှုမှာအိန္ဒိယအကြမ်းဖက်သမားတွေပါဝင်ပတ်သက်နေတယ်လို့ဆက်ဆွဲလိုက်ပါတယ်။အိန္ဒိယဆရာကတော့မှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုချက်ချင်းတုံ့ပြန်တာမရှိပါဘူးရှင်။ ယူကရိန်းစစ်တပ်ရဲ့လက်ချည်ရေးကွင်းအေရိယာပေါ်ကိုမေလ20ရက်နေ့ကလက်ချည်ရေးလုပ်နေတဲ့အချိန်ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့်စစ်မှုထမ်း6ယောက်သေဆုံးပြီး10ယောက်ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့ယူကရိန်းအမျိုးသားအဆောင်တပ်ကမေလ21ရက်နေ့မှာပြောကြားခဲ့ပါတယ်။လက်ချည်ရေးကွင်းရဲ့တပ်ဖွဲ့မှုကို ရာထူးမှရက်စဲထားကြောင်းလည်းဆိုပါတယ်။ ရုရှားကပွဲဝင်ကြီးဌာနကရုရှားနဲ့ဇက်အနီးယူကရိန်းအရှေ့မြောက်ပိုင်းဆူမီဒေတာမှာရှိတဲ့လက်ကျင်စခန်းကိုဒုံးကျင်နဲ့တိုက်ခိုက်ခဲ့ရမှာတနန်းပို့ချသူ20အပါအဝင် ယူကရိန်းတပ်ဖွဲ့ဝင်80ထက်မနည်းသေဆုံးခဲ့ကြောင်းမေလ20ရက်နေ့မှာပြောကြားခဲ့ပါတယ်။ Writer's တင်းဌာနမှအဲ့ဒီနေရာကိုဂျိုရုပုံရိပ်တွေနဲ့အတည်ပြုကြည့်ရမှာဆူမီဒေတာရှိ Saltska မြို့မှအဆောင်တွေတပင်တွေလက်အပြည့်စင်တွေနဲ့ကိုက်ညီနေတာကိုတွေ့ရှိခဲ့ရပါတယ်။ ဗီဒီယိုရိုက်ကူထားတဲ့ရက်စွဲကိုလည်းယူကရိန်းနဲ့ရုရှားနှစ်နိုင်ငံစလုံးမှတက်ခတ်မှုတရေတရားဝင် ထုတ်ပြန်ချက်တွေအရအတည်ပြုထားပါတယ်။အရင်ကလည်းဒီလိုစစ်ရေးလက်ကျင့်စခန်းတွေကိုတက်ခတ်ခံရတာပဲရှိခဲ့တာကြောင့်ယူကရိန်းဘက်က လုံခြုံရေးဆိုင်ရာပေါ်ဆမှုအဖြစ်စုံစမ်းစစ်ဆေးမှုတွေစတင်လှုပ်ဆောင်နေပါတယ်ရှင်။